နံပါတ်1ကအာဇီဝိကဗျာတဲ့လူဘွားရောက်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရမှာတော့အသက်မွေးဝမ်းကြောင်းမှုနဲ့ပတ်သက်ပြီးရင်ဆိုင်ရလိမ့်မယ်တဲ့ဒါဟုတ်တယ်အလုံးပို့ပြီးတော့ဘဝအတိအသီးမှာလူတိုင်းလူတိုင်းကကဘာမှာရှိတဲ့လူတွေကဘာရင်ဆိုင်နေရလဲဆိုဒီအလုပ်ပဲရင်ဆိုင်နေကြတယ်ဟုတ်ကဲ့အေးအာဇီဝိကဗျာလို့ခေါ်တဲ့ เจ้าเสียกาวเนี่ยอัตมวยวันจองอแค่แค่ตะคู่ဖြတ်จ่อဖို့ဆိုတာအင်အားရှိမှဖြစ်တယ်လေအင်အားမရှိဆိုဖြစ်ဘူးဒါနံပါတ်1ရင်ဆိုင်တယ်အေးအัตมวยวันจองဆိုတာနေ့စဉ်စောင်းဝတ်နေရေးလူကလူရည်လူဖြစ်လာလို့ရှိရင် အသက်ရှင်ဖို့အတွက်အရာလေးမျိုးကိုမှီပြီးတော့နေရအဲ့ဒါဘာလို့ဆိုရင်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမှာဖြစ်ရင်ဆေးဝါးရဲ့ဟုတ်ကဲ့လားဒါပဲခွန်ကြီးတွေလည်းဒါပဲခွန်ကြီးတွေရဲ့ပစ္စည်းလေးပါဆိုတာကြားဝရလိမ့်မယ်စတုပစ္စည်းရပစ္စည်းလေးပါကိုလူတန်းပါအိဆာပစ္စည်းလေးပါဆိုတာဒါပဲဟုတ်ကဲ့ လူတွေလူလောကမှာအသက်ရှင်ရတည်နေတာရောဒါပဲမဟုတ်လားစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရင်ဆေးရှိရမယ်ဘုန်းကြီးတွေကြတော့သွမ်းသင်္ကန်းကြောင်းဆေးပစ္စည်းလေးပါလို့ဒီလိုပြောတာနော်သွမ်းဆိုတာစားစရာသင်္ကန်းဆိုတာဝတ်စရာကြောင်းဆိုတာနေစရာဆေးဆိုတာမမကြမ်းဖြစ်လို့ရှိရင်အသုံးပြုစရာဟော လူဘဝအသက်ရှင်ရေးဟာဒီလေးမျိုးပဲဘသူပဲဖြစ်ဖြစ်အေးအဲ့လိုသရှင်တည်နေဖို့ရအတွက်စားစရာအတွက်အလုံးရှိရမယ်ဝတ်စရာရဖို့အတွက်အလုံးရှိနေရမယ်နေစရာရှိဖို့အတွက်အလုံးရှိနေရမယ်မကြမ်းမမာရင်ဆေးကုသဖို့ဆိုတာရှိရမယ်အဲ့ဒီလိုမှမရှိရင်လူလောကအသက်ရှင်နိုင်ပါမလား မစနိုင်ဘူးဒါကြောင့်မလို့လူတိုင်းလူတိုင်းနံပါတ်1ရင်ဆိုင်ရတာတော့အသက်မွေးမှုပဲဒါကြောင့်မို့အသက်မွေးမှုပညာတွေကိုမရအရအကြောင်းနေမှာတို့ကောလိပ်တူမှာတို့တက္ကသိုလ်တွေမှာတို့တောပြီးတော့စီးပူးအထောက်ကြရတာ